ဒီကနေ့6ရက်နေ့ဧပြီလသတို့နေ့နေ့မှာ မိုးလေဝသအခြေအနေများကိုမနေ့6နာရီနဲ့7နာရီဖြစ်ပေါ်ခင်းမှုအခြေအနေများကနေပြီးတော့နေ့လယ်7နာရီမှနေတော့ည7နာရီတွင်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေများကိုဆက်လက်လေ့လာသုံးသပ်တင်ပြမှာဖြစ်ပါတယ်ဒီကနေ့ရရှိတဲ့သတင်းတွေအရမြန်မာနိုင်ငံမှာဒီကနေ့ပေးပို့ချက်တွေရမန္တလေးမှာမနေ့6နာရီကျော်မှာမိုးရွာသွားတယ်ဆိုပြီးတော့ဂျိုလူကပေးပို့တဲ့ graphic တွေနဲ့တွက်ချက်တဲ့အခါမှာ ကျွန်တော်တို့မနေ့6နာရီကြောကြောမှာ မန္တလေးမြို့ရဲ့အရှိမြောက်ရွံ့ရွံ့မှာမိုးကျသွားတာတွေ့ရပါတယ်။အဲဒီလိုပဲနေ့လယ်7နာရီဝန်းကျင်မှာလည်းမိုးပဲကျသွားတာတွေ့ရပါတယ်။ထို့အတူညနေ3နာရီနေပြီးတော့မှ9နာရီကျမှလည်းမန္တလေးမြို့ပေါ်မှာမိုးပဲကျနိုင်တဲ့နေသားရှိပြီးတော့လေကတော့မြေပြင်အညီတိုက်ခတ်ပြီးတော့လေတိုင်တော့ဟာတနာရီကို 6မိုင်လို့ခမန်းထားပြီမယ်နေစုံရက်ဖြစ်လို့ရှိရင်တော့တနာ2မိုင်20အထီးတိုက်ခနိုင်ပါတယ်ကံကောင်းတဲ့ချက်ကဒီနေ့တိုက်ခမဲ့လေတွေကအပေါ်တက်မဲ့လေတွေဖြစ်ပါတယ်ကျွန်တော်တို့ဘာကြောင့်မလို့ဒီလိုအချင်းချင်းသတိပေးနေရလဲဆိုတော့ကျွန်တော်တို့ဒီနေ့ဘင်္ဂလားပင်လယ်မှာရှိတဲ့လေရှုပ်ထွေးမှုပါပစိဖိသမုတ်တရားလာတဲ့လေဆိုင်ဝဲဖြစ်သလိုပဲမြောက်ဘက်ကဆင်းလာတဲ့လေကဗမာပြည်ကိုပတ်ပြီးတော့ဝင်သလိုပဲရှင်းတောင်တောင်ကိုဖြတ်ပြီးတော့ လေဆိုင်ဝဲလျာဗမာပြည်ပြန်ပတ်ပြီးတော့ဗမာပြည်ကောင်းငယ်မှာလေရှုပ်ထွေးမှုအခြေအနေဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေ့သတိထားရမယ့်နေရာဆိုလို့ရှိရင်တော့အများဆုံးချင်းတောင်နှမှာစတင်ပြီးတော့မိုးရွာသွန်းတာတွေ့ရသလိုပဲမန္တလေးမြို့မှာတော့ညနေပိုင်းမှာ၃ချိန်လောက်မိုးဝဲရွာသွန်းမှုဖြစ်နိုင်တာကိုအတိပေးတင်ပြပါရစေ။ကျွန်တော်တို့နောက်ထပ်၁၂နာရီကြာတဲ့အခါမှာခေါင်းရည်နေ့အတွက် အနည်းဆုံးခမန်းချက်တွေနဲ့ဆက်လက်တင်ပြမှာဖြစ်ပါတယ်